တရားထိုင်မှအပေတကားပိတ်တယ်ဆိုတာတော့အပေတကားပိတ်ခြင်းတွဲပါတယ်ငါးပါးတိလလုံးနဲ့အပေတကားပိတ်ပါတယ်ချောင်းငနဲ့တောင်ကြည့်သွားလိမ့်မယ်နော်ပိတ်ပါတယ်ခဏတော့ပိတ်မှာပေါ့နော်ငါးပါးတိလသာလုံအောင်ထိအပေတကားငါးပါးတိလလုံးနေစေအပေမကြအောင်အပေမကြနိုင်အဲ့ဒါကြောင့်ငါးပါးတိလအပေကြတယ်ဆိုတာအကုသိုလ်ကြောင့်ကြတာ ဒီအကုသိုလ်မှာလည်းအပယ်ကြောက်တဲ့အကုသိုလ်တွေလုံးမအပယ်ဆိုတာကြာတယ်ဆရာဘုရားကပုံသေးကြီးပဲတော့မှမဟုတ်ခေါ်တာရှိတယ်အနန္တရိယပိစ္ဆန္တရိယကမ္မ၅ပါးကျွလွင်တော့သိကြပါဦး အမေတတ်တယ်ဖေတတ်တယ်ဇာနာကိုတတ်တယ်လက်ဆော်ပြားသွေးစိတ်တီအောင်ပြမားတယ်အာငါသိမ့်ခွဲတယ်ဆိုရင်တော့ဒါတေချာပေါက်ကြံတဲ့ဟာတွေကတော့တေချာပေါက်လို့ပြောနော်တေချာပေါက်ပြောမေဘီနဲ့ပဲတော့ကိုစီကိုဘာလို့လဲဆိုလူမ condition တွေရှိတာခြေနေတွေကတူဘူးတွေကဲတစုံတစ်ခုမဟုတ်တာလောက်တိုင်းဒီပြင်းမှုတစ်ခုကျွလွန်တိုင်းဒီပြင်းမှုကျွလွန်ရင်ထောင်သုံးနှစ်ဆိုပါတော့ကြာလား လူတိုင်းအဲ့ဒီပြည့်မှုကျွလွန်နိုင်ကြပတ်စံရှိတဲ့လူကြမကြဘူး။ဘာလို့ဆိုသူပတ်စံကသူ condition ခေါ်တာ။နော်။လူကြီးနဲ့သိရင်လည်းမကြဘူး။တရားလူကြီးနဲ့သိရင်လည်းမကြဘူး။အောက်မကြတော့အဲ့ဒါကောင်းတဲ့ condition တွေရှိတယ်လေသူ။အဲ့လိုဆိုလိုတာအပေရလည်းအဲ့လိုပဲမကောင်းတာလုပ်မိပြီပဲလို့ကိုကျင့်တရားတွေရှိတယ်ဒါနတွေလုပ်တယ်ကမ္မထာနေထိုင်နေဆိုရင်အဲ့ဒါတွေကကဲမှာပဲပေါ့ဒီလိုဆုံးလို့တာပေါ့နော်ခြေနေကောင်းနေလုပ်ထိုင်ကြပါဘူးလို့ အပေတကားလုံးဝပိတ်တယ်ဆိုတာကြတော့သူကသောတပန်ဖြစ်သွားမှာအပေနဲ့လုံးဝကိုးစားကွဲဒါပေမဲ့သောတပန်မဖြစ်ဘဲနဲ့အပေကလွတ်တယ်ဆိုတာမရှိဘူးလားဆိုရှိသောတပန်မဖြစ်နဲ့အပေကနေလွတ်သွားတာရှိမလွတ်ဘူးဆိုတာ possible ဘောဒါလုံးရင်တော့လေလွတ်ချင်မှလွတ်မှာပေါ့ ဥပမာပဲအပဒံထဲမှာပါတယ်ပန်းလေးတစ်ပွင့်လှူတာနဲ့60တကဘာအပေမလားဘူးတဲ့ကြံတဲ့ကုသိုလ်ကျွင်းကြံလေးနဲ့ယဟန္တာဖြစ်သွားတဲ့အဲ့ဒီလိုဇလန်းနေတောင်ရှိသေးတယ်လေသူ့ဘုမာတာအပေတကပိတ်သွားတယ်ဆက်ဆံဗျာကိုယ်တိုင်ကသာဥပါဒိသေတာတုပ်ဆိုတာဟောထားရှိတယ်ဒီဥပဒံရှိနေပြီပဲလို့အပေမကြနိုင်တဲ့ပုဂ္ဂိုလ်တွေဆိုပြီးဟောထားတာရှိတယ်အဲ့တော့လူတိုင်းပဲကြမယ်လို့တော့မအောင်ပိတ်နေတယ်ပေါ့ cáo nệ chỉ đi <laughs> đi chẹo đông thằng còn lôi